အဆောင်တွေအားလုံးထူးဆန်းစွာပျောက်ဆုံးသွားတဲ့အမိပြတိုင်းပရိသတ်များအားလုံးမင်္ဂလာပါရှင်အတင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နှစ်ပေါင်းရာချီတာကြာခဲ့ပေမဲ့ဒီကျုံးဘော်ကစမ်းချက်တဲ့လင့်ဝက်ချက်ရဲ့အမှန်တရားကိုဘယ်သူမှမဖော်ထုတ်နိုင်ခဲ့ပါဘူး Hebrides အပြင်ဘက်ကျွန်းစုရဲ့အစွန်အဖျားစကော့တလန်ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ဒီကျွန်းလေးက တရဇန်တိုက်ခတ်နေတဲ့လေပြင်းတွေတဝုံဝုံရိုက်ခတ်နေတဲ့လှိုင်းလုံးတွေပိမ့်ပိတ်အောင်ကျနေတဲ့စီးနှင်းတွေကြောင့်အထီးကျန်ဆန်နေတဲ့ကြောက်ဆောင်ကျုံးငယ်လေးဖြစ်ပါတယ်။အဲ့ဒီကျုံးပေါ်မှာတော့ဖလန်နဲ့မီးပြတိုက်လေးကတိတ်တိတ်ဆိတ်ဆိတ်ပဲသူ့တာဝန်ကိုခြေပေါ်အောင်ထမ်းဆောင်နေကြရပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာ1900ပြည့်နှစ်ဒီဇင်ဘာလအထိလောက်ပါပဲ။ဒီမီးပြတိုက်လေကိုတာဝန်ယူလေပတ်နေကြတဲ့သူတွေကတော့အတွေ့အကြုံရင်မီးပြတိုက်ဆောင်၃ယောက်ဖြစ်ပါတယ်။သူတို့ရဲ့နာမည်တွေကတော့ James Duggett, Thomas Marshall နဲ့ Donnell MacArthur လို့ခေါ်ပါတယ်။ဒီသုံးယောက်ကမိဘတိုက်လေလင်းထိန်နေစေဖို့အရင်အလဲကျတာဝန်ယူကြပါတယ်။ဒီလိုနဲ့ဖြတ်တန်းသွားလာတဲ့တင်းမောတွေကိုအဆင်ပြေစေခဲ့ရပါ။ဒါပေမဲ့တရက်မှာတော့မိဘတိုက်လေရဲ့မိတွေမလင်းလာနိုင်တော့ပါဘူး။တိတိကျကျဆိုရင်တော့ဒီဇင်ဘာလ15ရက်နေ့မှာပဲအဲဒီချိန်တုန်းကမုန်တိုင်းတွေကြောင့်ပင်လယ်ပြင်ကလည်းလိုင်းထန်နေခဲ့ရပါ။မိဘတိုက်လေအလင်းပြောက်ွယ်သွားတာကိုခရီးသွားတင်းမောတစ်စီးကသတိထားမိခဲ့ပါတယ်။ ါပေမဲ့မုံတိုင်းတွေရှိနေရာကြောင့်မုံတိုင်းပြည်တဲ့စတရနေညမှသာကယ်ဆယ်ရေးဖွဲ့ကိုလွှတ်နိုင်ခဲ့ရပါဒီဖွဲကမိပြားတိုက်ထဲမှာရောကျုံးပေါ်မှာပါအဆောင်တွေကိုလိုက်ရှာခဲ့ကြပါတယ်။ဒါပေမဲ့တယောက်မှအဆာအနာမတွေ့ခဲ့ပါဘူး။အဲဒါကြောင့်မိပြားတိုက်တွေကအချိန်တွေကိုအသေးစိတ်စစ်ဆေးခဲ့ကြပါတယ်။ဒီအချိန်မှာအထူးခြားချက်တချို့ကိုတွေ့သွားခဲ့ပါတယ်။ တွေ့ရှိချက်အရမီးပြတဲ့အတွင်ပိုင်းကမီးရင်ဟာအသည့်အနေထားအတိုင်းဖြစ်နေရပါအတိပေကတော့အဆောင်တွေကသူတို့ရဲ့အလုပ်ကိုပုံမှန်လဲပတ်နေခဲ့တယ်ဆိုတာပါပဲနောက်ထပ်အထူးကြချက်ကတော့တိုင်ကက်နာရီတိုင်းကတူညီတဲ့အချိန်တစ်ခုတည်းမှာရပ်တန့်နေခဲ့တဲ့ကိစ္စပဲဖြစ်ပါတယ်အဲဒီကိစ္စကိုတော့ဘယ်သူမှမစင်စားတတ်ပဲဖြစ်နေရပါနောက်ထပ်အထူးကြချက်ကတော့မိုးကဝင်းစုံ၃စုံတည်းကနှစ်စုံပြောင်းနေပြီးတော့တစ်စုံမဲကျန်နေတဲ့အချက်ဖြစ်ပါတယ် အဲ့ဒါကိုကြည်ချင်းအပြင်အဆောင်နှစ်ယောက်ကကိစ္စတခုကြောင့်အပြင်ထွက်သွားပြီးနောက်တစ်ယောက်ကတော့မိုးကမပါပဲအလင်းစလို့ထွက်သွားတယ်လို့ယူဆလို့ရနေရပါ့။ပိုပြီးတော့ထူးခြားတဲ့အချက်ကမီးပြတိုက်ကတကားအကြီးရောခြံစည်းရိုးတကားပါအကြာနာပိတ်ထားခဲ့တဲ့ကိစ္စပါ။အဲ့ဒီလိုစန့်ကျင်မဲ့ဖြစ်နေတဲ့အချက်တွေကြောင့်ကိစ္စတွေကပိုရှုပ်ထွေးနေပါတယ်။ အဆောင်တွေကိုလည်းဘယ်နေရာမှာမှရှာမတွေ့ခဲ့ရပါနောက်ဆုံးမိကြတိုက်ပတ်ချလေမှာရုံရင်ဆန်ခတ်သွေးထွက်တန်ရိုဖြစ်ခဲ့တဲ့အခြေအနေတွေလည်းမတွေ့ရပါဘူးအနောက်ဘက်အစိတ်ခံနေရကတော့လေမုန်တိုင်းကြောင့်ပျက်စီးခဲ့ရတဲ့လက္ခဏာတွေတွေ့ရပါတယ်ဒီအချိန်မှာမျိုးစုံနဲ့ကောက်ချက်ချမှုတွေထွက်လာပါတယ်ဖြစ်တန်ကြီးရှိဆုံးကတော့လေမုန်တိုင်းကြောင့်အနောက်ဘက်စိတ်ခံနေရပျက်စီးနေရကိုသွားပြင်ဖို့စူးစမ်းရင်းနဲ့ပင်လယ်လှိုင်းနေအောက်ကိုပါသွားတယ်ဆိုတဲ့ယူဆချက်ပါ ဒါပေမဲ့ဒီနေရာမှာမိကုန်းနေရှိပါတယ်။အတွေ့အကြုံရဲ့မိပြားတိုက်ဆောင်တွေကအနည်းငယ်များလွန်းတဲ့ခြေနေမှာဘယ်တော့မှပင်လယ်လှိုင်းတွေရဲ့နီးရောက်ကိုမသွားကြပါဘူး။ နောက်ပြီးတော့တတိယမြောက်အဆောင်ကဘာလို့မိုးကတောင်မဝေဖဲအလင်းစလိုထွက်သွားရတာပါလဲ။ဒါအပြင်တိုင်ခတ်အနာယူတွေကဘာလို့တူညီတဲ့အချိန်တစ်ခုမှာရက်တက်နေရတာလဲ။စိတ်ကျဉ်နှလောက်ဆရာကောင်းတဲ့အဖြစ်မရှိပါဘူး။အဲ့ဒီခေတုန်းကရေချောင်းနဲ့ပတ်သက်တဲ့ထူးထူးဆန်းဆန်းပုံမြင်တွေရှိပါတယ်။ပင်လယ်ငကားနဲ့သဘာဝလွန်တဲ့ဘဝတွေကမုန်တိုင်းထန်တဲ့ညမှာပေါ်လာပြီးတော့ဖန်းခေါ်သွားတတ်တယ်ဆိုတဲ့အယူအဆမျိုးပါ။ နောက်ပြီးတော့အမဲလိုက်အမုတ်ဆိုးခုနှစ်ယောက်ရဲ့သစေတင်းမောဆိုတာလည်းရှိပါတယ်။ဝိုင်းရင်အဆောင်တွေအလုံးထူးထူးဆန်းဆန်းပျောက်သွားတဲ့ကိစ္စမှာတချို့တွေကတော့သဘာဝလွန်ကိစ္စတွေနဲ့ဆိုင်မလားဆိုပြီးတော့မှတ်ချက်ပြုကြပါတယ်။ဒါပေမဲ့အဖြေမှန်ကိုဘယ်သူမှမသိတာပါ။အဲဒီလေဝက်ချက်ကိုသူတို့နဲ့အတူရှိခဲ့တဲ့မိပြတိုက်ကြီးကစကားပြောသမှလာသိနိုင်တော့မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။